ကလေးဟိုဘက်ထရာရဲ့လူသိနေတဲ့အချက်၈ချက်မင်္ဂလာပါပရိသတ်ကြီးကျွန်တော်တို့ရဲ့ knowledge generation ကနေကြိုဆိုလိုက်ပါရစေကယ်လီယိုပက်တာဆိုတဲ့နာမည်ကတော့အတော်လေးခက်စားတဲ့အမျိုးသမီးနာမည်တစ်ခုပါနာမည်ကြီးမျိုးသမီးသုံးဆောင်တွေအလှကုန်တွေမှာဆိုရင်ကယ်လီယိုပက်တာဆိုတဲ့နာမည်နဲ့စီးရီးလိုက်တာပစ္စည်းတွေထုတ်ကြတဲ့အထီကိုခက်စားပါရစေဘာကြောင့်လဲဆိုရင်တော့သူမဟာတမိုင်းတစ်ချောင်းမှာအရန်ကိုနာမည်ကြီးထင်ရှားခဲ့တဲ့မိမသားတူပါအီဂျစ်ပြည်မှာကယ်လီယိုပက်တာဆိုရင်မြင်းသူ၅ရောက်လောက်လှရတဲ့သူသူ့ရဲ့လမှာ9ပြည်တောင်မင်းတွေတောင်ကြာရှုံးရတဲ့သူဖြစ်လူသိများကြပါရစေ ဒါမဲ့တကယ်တော့ကယ်လီယိုပက်ထရာက ရုပ်ရှင်တွေရလို့မချောပါဘူးမချောတဲ့ပြင်ဝါပြီးရုပ်ဆိုးဆိုးနေပါပြီးတော့ကယ်လီယိုပက်ထရာအတယောက်တည်းလည်းမဟုတ်ပါဘူးအများကြီးရှိပါသေးအီဂျစ်ပြည်မှာဖြစ်ပေမဲ့အီဂျစ်လူမျိုးလည်းမဟုတ်ပြပါဘူးအခုပြောပြပေးသွားမှာကတော့လူသိနေတဲ့ကယ်လီယိုပက်ထရာရဲ့အကြောင်းတွေဖြစ်ပါသေးကယ်လီယိုပက်ထရာရုပ်ရှင်တွေရလို့ချော်မောလှပသူတယောက်လားကယ်လီယိုပက်ထရာကတမိုင်းတစ်လျှောက်ထင်ရှားခဲ့တဲ့အမျိုးသမီးတယောက်ပါအီဂျစ်နိုင်ငံရဲ့နောက်ဆုံးဖာရိုပြည်မှာဖြစ်တဲ့အပြင် ရဲ့ပညာထက်မြတ်မှုဆွဲဆောင်မှုရှိရာတို့ကြောင့်တမိုင်းမှာအရေးပါခဲ့တဲ့ဂျူလီယက်စီဇာနဲ့မက်အန်တိုနီယိုနဲ့အချစ်ဇက်လန်ရဲ့ကြောင့်ကြိုးကြခဲ့တာပါ။ကယ်လီယိုဘက်ထရာချောရဲဆိုတာရုပ်ရှင်တွေထဲမှာသာချောတာဖြစ်ပြီးတကယ်တော့မချောပါဘူး။ရှေးကကထုတ်လုပ်ထားတဲ့ကယ်လီယိုဘက်ထရာပုံပါတဲ့အခြေစည်းရှိပါသေးတယ်။အဲ့ဒီအခြေစည်းတွေကပုံကတော့အများတွေးထင်လာသလိုမြင်သူငေရလာအောင်လှတာမဟုတ်ပါဘူး။မလှတဲ့ဘက်ကတော့ရောက်နေရပါ။ပြီးတော့ overweight လည်းဖြစ်ပြီးဝါနေရပါ။ ကယ်လီယိုပက်ထရာကယောဂီအားဖြင့်လှပသူမဟုတ်ပေမဲ့စကားပြောကောင်းပြီးစကားအတန်အမူအရာကိုယ်ရည်ကိုယ်သွေးနဲ့ဆွဲဆောင်နိုင်သူပါ။ဒါ့အပြင်ညာရီထက်ပြက်ကဘာသာစကားအများကြီးလည်းပြောတတ်ပါရဲ့။ယောဂီယူပကအလှအေးမဟုတ်ပေမဲ့အချီတန်းနဲ့ထက်မြက်မှုကအမျိုးသမီးတစ်ယောက်ကိုဆွဲဆောင်မှုရှိစေရဲဆိုတာကယ်လီယိုပက်ထရာကတတ်သိပြနေရလဲဖြစ်ပါရဲ့။ကယ်လီယိုပက်ထရာတယောက်တည်းမဟုတ်ပါဘူး။ရာဇဝင်တဲ့ကနိုင်မကြီးတဲ့ကယ်လီယိုပက်ထရာဆိုတဲ့အမျိုးသမီးရဲ့နာမည်အပြည့်စုံကတော့ကယ်လီယိုပက်ထရာတီယာဖီလိုပက်တာဖြစ်ပါရဲ့။ တကယ်တော့ကယ်လီယိုဘက်ထရာဆိုတာမျိုးနာမည်တစ်ခုဖြစ်ပြီးဖခင်ရဲ့ယန္တာလို့အဓိပ္ပာယ်ရပါတယ်။တော်လမီမင်းဆက်ဟာယောက်ျားလေးမွေးရင် တော်လမီမိန်းကလေးမွေးရင်ကယ်လီယိုဘက်ထရာလို့ပေးလို့ရှိပါတယ်။တော်လမီဆိုတာကတော့စစ်ပွဲလို့အဓိပ္ပာယ်ရပါတယ်။အီဂျစ်မှာကယ်လီယိုဘက်ထရာကတယောက်တည်းမဟုတ်ပါဘူး။အများကြီးရှိခဲ့တာပါ။စုစုပေါင်း900တောင်ရှိခဲ့ပါတယ်။ဒါပေမဲ့လူအများကြီးကြတာကတော့ကယ်လီယိုဘက်ထရာနံပါတ်9ပါ။အီဂျစ်ရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ဒိုလမီမင်းဆက်မှာကယ်လီယိုပက်ထရာဆိုရဲ့နာမည်ကပေါ်ပူလာဖြစ်ပြီးတော်ဝင်မိသားစုမှာတမေးမင်းကလေးမွေးရာနဲ့ဒီနာမည်မဲ့တက်ကြပါရည်တော်လမီမင်းဆက်ဟာသူတို့ရဲ့တော်ဝင်မျိုးဆက်ကိုတခြားသွေးရောမခံနိုင်တာကြောင့်မောင်နှမချင်းပြန်ပြီးလက်ဆက်ထိန်များလေးရှိကြပါရည်ဒါကြောင့်ပဲကယ်လီယိုပက်ထရာဟာမောင်နှယောက်နဲ့လက်ဆက်ခဲ့ဘူးပါရည်အခုသမိုင်းမှာထင်ရှားတဲ့ကယ်လီယိုပက်ထရာကတော့50မြောက်ကယ်လီယိုပက်ထရာဖြစ်တယ်လို့အီဂျစ်ရဲ့နောက်ဆုံးပြည်မှာမက်ဆီဒိုနီးယားမင်းဆက်ရဲ့နောက်ဆုံးပြည်မှာဖြစ်ပါရည် ဒေါ်လာမီမင်းဆက်အား305ဘီစီကနေ30ဘီစီထိတက်တန်းကျန်ကြောင်းခဲ့ပါတယ်။ကယ်လီယိုပက်ထရာဟာအီဂျစ်ဘီယင်မဆိုပေမဲ့အီဂျစ်လူမျိုးမဟုတ်ပါဘူး။ဂရိအင်ပါယာကိုအိုးချုပ်ခဲ့တဲ့အလက်ဇန္ဒားသဂရိတ်တက်သေးကမက်ဆီဒိုနီးယန်ဂရိလူမျိုးဗိုလ်ချုပ်ဒေါ်လာမီကနေဆင်းသက်လာတာပါ။ဒေါ်လာမီမင်းဆက်က BC 305ကစကအိုးချုပ်ခဲ့တဲ့အီဂျစ်နိုင်ငံရဲ့နောက်ဆုံးမင်းဆက်ပဲဖြစ်ပါတယ်။ကယ်လီယိုပက်ထရာကတော့နောက်ဆုံးအီဂျစ်ဘီယင်မပါ။ဒါကြောင့်ကယ်လီယိုပက်ထရာအီဂျစ်ဘီယင်မတစ်ပါးဖြစ်ပေမဲ့အီဂျစ်လူမျိုးတော့မဟုတ်ပါဘူး။ သူမဟာဂရိလူမျိုးဖြစ်ပါလေတော်လမီမင်းဆက်ကိုတော့305ဘီစီမှာအလက်ဇန်ဒားဒဂရိရဲ့ဗိုလ်မှူးခုနှစ်ဦးတည်းကတဦးဖြစ်သူတော်လမီ1ဆိုတာကစတင်တည်ထောင်ခဲ့ပါလေအစပထမမှာတော့အလက်ဇန်ဒားတည်ဆုံပြီးချိန်323ဘီစီမှာတော်လမီကိုအီဂျီရဲ့ဘရင်ကံဖြစ်ခန့်ခဲ့ရဖြစ်ပါလေ305ဘီစီရောက်မှာတော့တော်လမီဟာသူ့ကိုယ်သူတော်လမီ1ဖြစ်ခံယူကတော်လမီမင်းဆက်ကိုစတင်ထူထောင်လိုက်ပါတော့လေသိမကြခင်မှာပဲဒေတာကန်အီဂျစ်တွေကလည်းတော်လမီကိုအီဂျစ်ပြည်ရဲ့ဆက်ကန်သူဘီရင်ဖြစ်အတိမတ်ပြုတ်လက်ခံလာကြပါတော့လေ တော်လမီမင်းဆက်ရဲ့ပထမအဆုံးပြင်တော်လမီ1ဟာထပ်ပြတ်လာပေမဲ့နောက်ထပ်အုပ်ချုပ်တဲ့သူ့မျိုးဆက်ပြင်တွေကတော့နိုင်ငံကိုဦးဆောင်မှုညံပြင်းကြပါသည်။အဲ့ဒီထဲမှာကယ်လီယိုဘက်ထရာဖခင်ဖြစ်သူတော်လမီတွဲလဲအပါဝင်ဖြစ်ပါသည်။အဲဒါကြောင့်သူမရဲ့ဘဝအစမှာဖြစ်တဲ့လောက်မလွယ်ကူလာပါဘူး။ဖခင်ဖြစ်သူတော်လမီကိုစားကျင်တဲ့ပြည်သူတွေကလည်းတဖြည်းဖြည်းများပြားလာခဲ့ပါသည်။ကယ်လီယိုဘက်ထရာ၄နှစ်ရွယ်မှာတော့ပြည်သူတွေကတော်လမီကိုစားကျင်မှုတွေပြုလုပ်လာကြတဲ့အတွက်တော်လမီကိုယ်တိုင်ကရောမကိုထွက်ပြေးခဲ့ရပြီးကယ်လီယိုဘက်ထရာအမားဖြစ်သူကဘုရင်မဖြစ်လာပါသည်။ သုံးနေ့ကြာမှာတော့တော်လမီဟာပြန်လည်ရောက်ရှိလာခဲ့ပြီးရောမဘွေကျောင်းပုံပီရဲ့အကူအညီနဲ့ထီးနှံကိုပြန်လည်ရယူခဲ့ပါရီထီးနှံပြန်လည်ရယူပြီးရဲ့နောက်ပထမအုံဆုံးချမှတ်ခဲ့တဲ့အမင်းကတော့သူ့နေရာမှာဝင်ပြီးထီးနှံဆက်ဆံခဲ့တဲ့သမီးကြီးဖြစ်သူကိုကွက်မြတ်ဖို့အထိဆုံးဖြတ်ခဲ့တာပဲဖြစ်ပါရီအတော့အကြောက်စရာကောင်းတဲ့သမိုင်းပါပဲဒီဖြစ်ပျက်ကိုကြုံတွေ့ခဲ့ရတဲ့ကဲလီယိုဘက်ထရာဟာသူမကိုယ်တိုင်ဒါမျိုးမကြုံတွေ့ရအောင်ရှင်းတမ်းဖို့သင်ခန်းစာရရှိခဲ့ပါရီ ီလိုနဲ့ပဲတော်လမီတွဲနဲ့ရဆန်သားချိန်မှာတော့သူမဘယင်ဖြစ်လာမယ်မောင်ဖြစ်သူတော်လမီတက်တင်နဲ့လက်ဆက်ခဲ့ပြီးဘယင်မဖြစ်လာဝဲတော့လေဘယင်မဖြစ်လာတဲ့ကယ်လီယိုဘက်တော့ရှေးကသူ့အမဖြစ်သူရဲ့ဖြစ်ဆိုးကိုပြန်လည်တွေးမိခဲ့ပြီးသူ့လက်မှာမကြုံတွေ့ရအောင်ပြည်သူတွေနဲ့တခြားအင်အားကြီးနိုင်ငံတွေကနေကြောထောက်နောက်ခံရရှိအောင်စူးစမ်းခဲ့ပါလေအဲ့ခေတ်ချိန်ကတော်ဝင်မိသားစုဟာဂရီးဘာသာစကားကိုသာသုံးစွဲနေခဲ့တာဖြစ်တဲ့အတွက်သူမကဒေတာကန်အီဂျစ်တစီကထောက်ခံမှုရရှိအောင်အီဂျစ်ဘာသာစကားပြင်တခြားဘာသာစကားတွေကိုပါလေ့လာသင်ယူခဲ့ပါတယ် အဲ့အပြင်သူမဘာသာရေးနဲ့ပါဆွဲဆောင်မှုစူးစမ်းရင်းအနေနဲ့သူမကိုကို နေနဲ့ဖျားရာရဲ့သမီးဖြစ်သတ်မှတ်ခဲ့ပါတယ်။မောင်ရင်းနှစ်ယောက်နဲ့ကယ်လီယိုဘက်ထရာကလက်ဆက်ခဲ့ရပါတယ်။ကယ်လီယိုဘက်ထရာကသူ့ရဲ့မောင်တော်ရင်းနှစ်ယောက်နဲ့လက်ဆက်ပြီးတိုင်းပြည်ကို အတူတကောအုပ်ချုပ်ခဲ့ရတဲ့အီဂျစ်ဘင်ပါပဲပါ။58 BC တုန်းကကယ်လီယိုဘက်ထရာ16နှစ်သမီးအရွယ်မှာဖခင်မီတော်တိုလမီတွဲဘင်ကြီးကနေရဆန်သွားပါတယ်။နေရမဆန်ခင်မှာတားတော်တိုလမီ13ကအသက်10နှစ်အရွယ်ပဲရှိသေးရကြောင် သမီးတော်ကယ်လီယိုဘက်ထရာနဲ့အတူတကတိုင်းပြည်ကိုအုပ်ချုပ်ဖို့အနေငယ်ပါရီတော်လမီမင်းဆက်တို့ရဲ့တုံးစံအတိုင်းတော်ဝင်သွေးမရောရအောင်တားတော်နဲ့သမီးတော်ကိုလက်ဆက်ပေးခဲ့လို့မောင်ရင်ရဲ့မိဖုရားဖြစ်လာပါရီနှစ်နှစ်သုံးနှစ်ကြာမှာတော့တော်လမီတက်တင်းကသူ့အမတော်ကသူ့ကိုထိန်းချုပ်ဖို့ကြိုးစားနေရလို့ခံစားရလို့ကယ်လီယိုဘက်ထရာကိုဖြုတ်ချဖို့ကြိုးစားပါရီကယ်လီယိုဘက်ထရာကတခြားနေကိုသွားရှောင်ခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ဂျူလီယက်စီဇာရဲ့အကူအညီနဲ့ထိနှံကိုပြန်လည်ရယူနိုင်ခဲ့ပါရီတော်လမီတက်တင်းကတော့နိုင်မြစ်ကိုဖျက်ကူးရင်းနှဲ့ရဆန်းခဲ့ရပါရီ ဲဒီကမောင်ငယ်ဖြစ်သူဒေါ်လမီ14နဲ့လက်ဆက်ပြီးနိုင်ငံကိုအထူးတကားအုပ်ချုပ်ခဲ့ကြရပြန်ပါလေ။ဒါမှမဟုတ်ဒီလင်တော်မောင်ကလည်းတတ်ဆိုးမရှိပါဘူး။သုံးနှစ်ကြာမှနှစ်ရဆန်းခဲ့ပြန်ပါလေ။ဂျူလီယက်စီဇာလှုပ်ကြံခံရတာကယ်လီယိုဘက်ထရာကြောင့်လား။ကယ်လီယိုဘက်ထရာကရောမစစ်အာဏာရှင်ဂျူလီယက်စီဇာနဲ့လက်ထပ်ခဲ့ပြီးတားရော်တို့ဖွားမြင်ခဲ့ပါလေ။တားရော်ရဲ့နာမည်ကတော့စီဇာရီယန်လို့ခေါ်ပါလေ။တော်တော်ဖွားမြင်တာကယ်လီယိုပက်ထရာနဲ့ဂျူလီယက်စီဇာရဲ့ဆက်ဆံရေးပုံမူခိုင်မြဲလာခဲ့ပေမဲ့ရောမရဲ့အတွက်တော့စိတ်ပူစရာပါ ဘာလဲဆိုစီဇာရီယန်ကိုသာယောမဆက်ကန်သူဖြစ်တတ်မှတ်လိုက်မယ်ဆိုရင်ယောမအင်ပါယာနဲ့အီဂျစ်အင်ပါယာနှစ်ခုလုံးဟာကယ်လီယိုပက်ထရာလက်ထဲကျရောက်သွားမှာပါပဲ။နောက်ပိုင်းမှာတော့ယောမတွေကဂျူလီယက်စီဇာကိုလုံးချန်တက်ပြတ်ခဲ့ပါတယ်။စီဇာလုံးချန်ခင်ရတဲ့တရင်ကိုကြာကြာချင်းပဲကယ်လီယိုပက်ထရာဟာယောမကနေအီဂျစ်ကိုအလင်းမြန်ပြန်လာခဲ့ပါတယ်။အီဂျစ်ရောက်တဲ့အခါမှာသူ့ရဲ့ညီမဖြစ်သူဟာသူမကိုပုံကန်ပြီးအီဂျစ်ပြည်ရဲ့အာဏာကိုလူဖို့စူးစမ်းနေတာသိလိုက်ရပါတယ်။ ဒီတဲ့ဆိုတာဂျူလီယက်စီဇာတည်ဆောင်းသွားပြီးချိန်မှာအီဂျစ်ဟာရောမရဲ့အကဝေးကိုမရတော့တဲ့အတွက်တခြားတိုင်းပြည်တွေကလည်းကျူးကျော်ဖို့လုပ်နေကြတာပါ။အီဂျစ်ပြည်မှာလည်းနိုင်မြဝမ်းမှာရေခမ်းချောက်လာမှုကြောင့်အီဂျစ်ပြည်သူတွေကအငတ်ဘေးနဲ့ကြုံနေရပါတယ်။ဒါကြောင့်ကယ်လီယိုဘက်ထရာရောမရဲ့အကူအညီရရှိအောင်ဂျူလီယက်စီဇာရဲ့တူဖြစ်တဲ့အန်တိုနီနဲ့လက်ဆက်ခဲ့ပြီးသူမရဲ့ဩဇာအာဏာကိုဆက်လက်တည်ထောင်စေခဲ့ပါတယ်။ကယ်လီယိုဘက်ထရာနဲ့အန်တိုနီတို့ကဩဇာရှယ်ရှန်းတောက်ခဲ့ပြီးအခြားတိုင်းပြည်တွေကိုလိုက်လံသိမ်းပိုက်ဖို့စူးစမ်းခဲ့ပါတယ်။ အင်အားကြီးခဲ့ပေမဲ့နောက်ဆုံးမှဆစ်ရှုံးခဲ့တာကြောင့်အဲ့ဒီဆစ်ရှုံးတဲ့နေ့မှာရင်ကယ်လီယိုဘက်ထရာဟာမိမိကိုယ်ကိုသက်သေသွားခဲ့ရလို့အန်တိုနီယာကြားသိရပါတယ်။သူလည်းသူ့ကိုယ်သူအစောစီရင်သွားပါတယ်။ဒါမဲ့ကယ်လီယိုဘက်ထရာတကယ်မသိသေးပါဘူး။အန်တိုနီသေပြီးမှကယ်လီယိုဘက်ထရာသူမရဲ့နန်းဆောင်တကားကိုပိတ်ပြီးသက်သေသွားခဲ့တာပါ။အစိတ်တော့တည်ရလို့ပဲပြောကြသလိုအချို့ကတော့အစိတ်ပြင်းဝေကဲခံရပြီးသက်သေရလို့ပြောကြပါတယ်။ကယ်လီယိုဘက်ထရာမှာလင်းယောက်ကြား၄ယောက်သားသမီး၄ယောက်ရှိခဲ့ပါတယ်။ကယ်လီယိုဘက်ထရာကသူ့မောင်နှံနှစ်ယောက်နဲ့သာလက်ဆက်ခဲ့ရတာမဟုတ်ပါဘူး။ တမိုင်းမှာအရန်ထင်ရှားကြောက်ကြပြီးရောမိုင်းဘာယာကိုအုပ်ချုပ်ခဲ့တဲ့ဂျူလီယက်စီဇာနဲ့တားတယောက်မက်အက်ဒိုနီနဲ့အမွာသမီးနှစ်ယောက်တားတယောက်ကိုပါဖွားမြင်ခဲ့သူပါကယ်လီယိုပက်ထရာတိုလမီ73နဲ့အာနာလူဝဲဖြစ်နေချိန်မှာအီဂျစ်ပြည်ကိုခနာဒါရောက်နေတဲ့ဂျူလီယက်စီဇာကိုအယူမှုချင်းမြတ်နိုးအောင်ဆွဲဆောင်ဖျားယောင်းနိုင်ခဲ့ပါလိအဲ့ချိန်တော့ကသူက22နှစ်အရွယ်ဂျူလီယက်စီဇာကတော့52နှစ်အရွယ်ပါကလေးနဲ့ဒါလက်ထပ်ခဲ့ရတဲ့ကယ်လီယိုပက်ထရာဒီတစ်ခေါက်မှာတော့အသက်30ကျော်กว่าတဲ့ဦးလေးကြီးနဲ့ခြေချမ်းဝင်နေတာပါ ဂျူလီယက်စီစာရဲ့အကူအညီကြောင့်သာဆင့်နိုင်ပြီးထိနှံ့ကိုပြန်လည်ရယူနိုင်ခဲ့တာပါ။ရောမအင်ပါယာအတွင်းမငြိမ်မသက်ဖြစ်ကစီစာအနေနဲ့လုံးချန်ခံခဲ့ရပါတယ်။နောက်ပိုင်းနေ့နိုင်ငံကြမှာတော့စီစာရဲ့စစ်သူကြီးလည်းဖြစ်လက်ယုံလည်းဖြစ်တဲ့မက်အန်တိုနီနဲ့ချစ်ချိုက်ခဲ့ပါတယ်။မက်အန်တိုနီကလည်းခေသူမဟုတ်ပါဘူး။စီစာလုံးချန်ခံရပြီးတဲ့နောက်ရောမအင်ပါယာကို၃ပွင့်ဆိုင်အုပ်ချုပ်ရင်းနဲ့အုပ်ချုပ်ခဲ့သူ၃ဦးရဲ့တယောက်ပါ။မက်အန်တိုနီကကယ်လီယိုပက်ထရာကိုအီဂျစ်ထုံးတမ်းရလက်ထပ်ခဲ့ပေမဲ့ အဲ့ဒီချိန်ကသုံးဝင်းဆိုင်အုပ်ချုပ်ရေးတဲ့တယောက်ဖြစ်တဲ့ Ottavia ရဲ့ညီမ Ottavia နဲ့လက်ထပ်ထားပြီးသားပါ။ဒါကြောင့် Matt Anthony နဲ့ Galileo Petraro ရဲ့ဆက်ဆံရေးဟာရောမောအရှက်ရစေခဲ့ပါလိမ့်။ BC 33မှာ Cat Anthony နဲ့ Ottavia တို့ကြားဆက်ဆံရေးကိုပြိုကွဲစေခဲ့တဲ့အကြောင်းတစ်ချက်လည်းဖြစ်ပါလိမ့်။ဤချင်းနိုင်ငံရဲ့နောက်ဆုံးပြင်ရောမောရင်ပါရအတွင်းအာနာလူပွဲတွေဖြစ်ပွားခဲ့ပြီး Matt Anthony ဆစ်ရှုံသွားတဲ့အခါမှာကိုဟါကိုအဆုံးစီရင်ခဲ့ပါလိမ့်။အချစ်ကြီးရဲ့ Galileo Petraro လည်းကိုကိုကိုအဆုံးစီရင်ခဲ့ပါလိမ့်။ ဒါပေမဲ့အချစ်ကြီးလို့တတ်သိခဲ့ရလို့လည်းတတိချက်ပြောလို့မရပြန်ပါဘူး။ဘာလို့တတ်သိခဲ့လဲဆိုတာကတော့အငင်းပွားနေကြသေးပါ။တချို့ကတော့ကိုယ့်အကိုအစေးတောက်တည်းရပြောကြပြီးတချို့ကတော့အစေးရှိတဲ့မွေကိုရင်ဝယ်ပိုက်ကမွေပေါက်ခံပြီးအသေးငယ်နေလို့လည်းပြောကြပါရီ။ကယ်လီယိုပက်ထရာပင်မကြီးနိုင်ရဆန်ချိန်မှာအသက်39နှစ်ပဲရှိပါသေးတယ်။နိုင်ရဆန်ပြီးရနောက်မှာတော့အီဂျင်နိုင်ငံကရောမအင်ပါယာအောင်ကျရောက်ခဲ့ရပါရီ။အီဂျင်နိုင်ငံရဲ့ဖာရိုမဲဆက်ကလည်းပြတ်ခဲ့ပါတော့လေ။1963ခုနှစ်မှာရိုက်ကူးခဲ့တဲ့ကယ်လီယိုပက်ထရာဇက်ကားဟာဈေးကြီးဆုံးဖြစ်ပါလေ 1963ခုနှစ်မှာပရိသတ်တွေဟာကယ်လီယိုပက်ထရာဘယင်မအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တကားကိုကြည့်ရှုခဲ့ရပြီးအဲဒီကတမိုင်းတစ်လျှောက်ဖန်တီးခဲ့သမျှဈေးကြီးဆုံးရုပ်ရှင်တွေရာတစ်ခုဖြစ်သတ်မှတ်ခံခဲ့ရပါလေ။ဟုတ်ကဲ့ပါပရိသတ်ကြီးဒီနေ့မှတင်ဆက်ပေးခဲ့တာကတော့လူသိနေတဲ့ကယ်လီယိုပက်ထရာရဲ့အကြောင်းပဲဖြစ်ပါလေ။ဒီဗီဒီယိုလေးတော့လောက်ပါပဲ။အဆုံးနေ့ကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတူတင်ရှိပါခင်ဗျာ။